နေတော်ထဲမှာကြီးမားတဲ့မိခိုးရောင်စီကွက်တကောင်ဟာတိတ်ဆိတ်စွာစောက်ဆိုင်နေတယ်။ပြန်တန်းနေတဲ့အချိန်မှာသားကောင်းစီကိုတိတ်ဆိတ်စွာချီကပ်သွားတယ်။စီကွက်ရဲ့သားကောင်းဟာစီးနေတွေရဲ့အောက်မှာဖုံးလွှမ်းနေတယ်။သားကောင်းကိုရှာတွေ့ခဲ့တယ်။ စီးနှင်းဖုံးနှားနေတာကြောင့်မဖြစ်နိုင်တဲ့မဲလိုက်ခြင်းတစ်ခုပါပဲစီးကွက်ရဲ့နားဟာထီရောက်ဆုံးလမ်းနောက်တစ်ခုလိုပါပဲချက်ကလေးတွေဟာတက်ရှင်ဖို့အတွက် အစာလိုအပ်တယ်ဥမင်လိုက်ကောင်းများကိုအစာမပြတ်တူပြီးအစာချပွင့်နေတယ်မြေပြင်ပေါ်က အနေရကိုသတိမထားမိပါဘူး ။ဇီးကွက်ဒီအမွေးတောင်များကိုမျက်နှာအောင်နဲ့ဖွက်သွားပြီးသူ့ရဲ့သားတွေဟာသူ့ရဲ့သားကောင်ကိုတိကျမှန်ကန်အောင်အာရုံခံနိုင်ခဲ့တယ်။မိသားနည်းငယ်အတွင်းမှာသားကောင်ရဲ့လှုပ်ရှားမှုကိုအာရုံခံနိုင်ခဲ့တယ်။သူကတော်ပါတယ်။ဒီချေသူလွှဲချော်သွားခဲ့တယ်။စီကွက်တွေရဲ့နားဟာဆူရှားတဲ့အာယုံရှိပေမဲ့စီးနှင်းများကြားမှာမဲလိုက်ခြင်းကစိန်ခေါ်ချက်တစ်ခုလိုပါပဲ။ ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်